ဒါမှကျန်ရှိတယ်နော်ပွိုင်းရှိတယ်ကြည့်ပွိုင်းကိုကြည့်ရှော့ရှော့မတော်တော့ရှော့နှစ်ပဲရှိတော့ရှော့ဟုတ်ကဲ့အလိုအလိုမမလာဘူးအထူးသဖြင့်ကံမောင်းတင်တယ်လေးကြိုးဆိုပါတယ်ဒါကတော့လှမ်းရကိုကြီးဒါ day 3မောင်းနေရမှာနော်ကျွန်တော်တို့ဒါမျိုးတွေကနေတော့လှမ်းရနေထွက်လာပြီးတော့ကပ္ပိုင်းဖျားလန်ပါရမီလန်နေကပ္ပိုင်းဖျားလန်ကပ္ပိုင်းဖျားလန်မျိုးတွေအထိတက်လာပြီးတော့မျိုးတွေမှာ parking train နဲ့ ထွင်းပြီးတော့ဒါကျွန်တော်တို့ကမြို့ထဲကနေပြီးတော့ပါရမီ AD point ကိုပြန်ဆဲมาဖြစ်ပါတယ်ခင်ဗျာအခုဘယ်နေရာရောက်နေလဲဆိုတော့ကျွန်တော်ကန်နာလန်ပေါ်မှာပါကန်နာလန်ပေါ်ကနေပြီးတော့ဒါမြို့ထဲကနေအထွက်ပြည်လန်းကိုထွက်ချင်တယ်ဆိုရင်ကျွန်တော်တို့တရားကြီးထိုးထားတဲ့လမ်းပါအဲ့ဒီတရားကြီးထိုးထားတဲ့လမ်းကနေညာဘက်ချိုးသွားရင်ဒါကျွန်တော်တို့ပြည်လန်းကိုထွက်သွားမှာပေါ့နော်အာဒါအခုကျွန်တော်တို့ကန်နာလန်တိုင်းဆင်းပြီးတော့တရားထိုးထားတဲ့လမ်းဖုံကြီးလမ်းပေါ့နော်အဲ့ဒီတရားကြီးထိုးထားတဲ့လမ်းကြာရင်ညာဘက်ကိုွေမှာဖြစ်ပါတယ်အင်းဒါအခုကျွန်တော်တို့ကညာကိုွေလိုက်ပြီ ညာကိုလိုက်တော့တရာကြီးတက်တဲ့လမ်းရောက်သွားပြီဒါဖုန်းကြီးလမ်းပဲမြို့ထဲမှာပဲရှိသေးတယ်ဒါဖုန်းကြီးလမ်းဖုန်းကြီးလမ်းနဲ့ရှေ့ကမီးပွိုင်းကဒါမဟာဗန္ဓုရလမ်းနဲ့စုံတဲ့ point သူကညာကိုလိုပဲရတယ် one way เนาะဒါအခုလက်ရှိဖုန်းကြီးလမ်းနိုင်ကျွန်တော်တို့ကတဲ့သွားမှာတဲ့ပဲသွားဟွန်းဒါကြတော့နောက်တစ် point ဖုန်းကြီးလမ်းနဲ့အနော်ထာလမ်းနဲ့စုံတဲ့ point သူကအနော်ထာကဘယ်ဘက်ကိုသွားတာเนาะတခင်များပန်ချံဘက်ကိုเนาะအနော်ထာကဘယ်ဘက်ကိုသွားတာဘယ်ဘက် one way ဟုတ်လားเนาะ ဒါတဲ့သွားမှာကျွန်တော်တဲ့သွားလို့ရပြီသွားကျွန်တော်တို့ကဖုန်းကြီးလမ်းတိုင်းပဲတဲ့သွားမှာဖုန်းကြီးလမ်းတိုင်းပဲတဲ့သွားရရင်တရာအောက်ကနေထွက်သွားတာနဲ့ကျွန်တော်တို့ဒါရှေ့မှာပြေလမ်းဖြစ်ပြီเนาะရှေ့အပွိုင်းကကြတော့ကျွန်တော်တို့ပိုးချုပ်လမ်းနဲ့ဖုန်းကြီးလမ်းနဲ့ပြေလမ်းနဲ့စုံတဲ့ပွိုင်းမှာပြောရရင်เนาะဟိုဘက်ချမ်းပြေလမ်းဖြစ်သွားတယ်ကျွန်တော်ဒီဘက်ကဖုန်းကြီးလမ်းเนาะပိုးချုပ်ပိုးချုပ်ပွိုင်းမှာဒါပိုးချုပ်လမ်းနဲ့စုံတဲ့ပွိုင်းเนาะညာဘက်ချိုးဝိုင်းပိုးချုပ်လမ်းဟုတ်လား ကိုချိုးလမ်းကိုကျွန်တော်အခုကိုတထောင်မဲ့သွားတာညာဘက်ချိုးအိုင်းဘယ်ဘက်ချိုးရင်တော့ကျွန်တော်တို့ဒါအောက်ကြီးမျက်နှာလမ်းကိုသွားနော်ဒါဒီရှေ့ရပွိုင်းရကြတော့ကျွန်တော်တို့စိန်ကျောင်းစီတီမော်ရှိတဲ့ပွိုင်းနော်စိန်ကျောင်းစီတီမော်ရှိတဲ့ပွိုင်းလမ်းကတော့မင်းရဲ့ကျော်သွားလမ်းလို့ခေါ်တယ်ဒီမှာဂရင်ကဆေးရုံတွေပါလေးရှိတယ်နော်ညာဘက်ချိုးသွားရင်တော့မြို့မကျောင်းလမ်းနော်မြို့မကျောင်းလမ်းကျွန်တော်တို့ဒါဘယ်ဘက်ချိုးချိုးရင်တော့မင်းရဲ့ကျော်သွားလမ်းအတိုင်းကျွန်တော်တို့ဟိုဘက် ကိုဘဟိုလမ်းဘက်ကိုပေါက်တာနော်။တို့ကတဲ့ပဲသွားမယ်။ပြည်လမ်းတိုင်းပဲတဲ့အဆင်မှလား။အဲ့ဒီရှေ့ဘက်ပွင့်ကြတော့ကျွန်တော်တို့ပြည်တော်သူရိတ်တာလမ်း point ဒါတော့ point သေးလေးပေါ့နော်။ဒါညာဘက်ချိုးသွားရင်ပြည်တော်သူရိတ်တာလမ်းနေမြို့မကျောင်းလမ်းဝယ်ပေါက်မယ်။ဘယ်ဘက်ချိုးသွားရင်တော့ဒါဘဟုလမ်းဝယ်ပေါက်မယ်နော်။ဒါအတူလေးလမ်းအတူလေးနော်။ကျွန်တော်တို့ကပြည်လမ်းတိုင်းတဲ့ပဲဆင်မယ်။ဒီရှေ့ကတော့ကျွန်တော်တို့အလုံလမ်း point အလုံလမ်း point နော်အလုံလမ်းနဲ့ပြည်လမ်းနဲ့စုံတဲ့ point ညာဘက်ကိုချိုးသွားရင်ဥဝိစာရအဝိုင်းဥဝိစာရအဝိုင်းကိုတဲဆက်သွားရင်ချွေတုံဖျားတောင်ဘက်မို့ဟက်ပီဝဘက်ဟက်ပီဝကနေမှာတဲဆက်သွားရင်ကျွန်တော်တို့ဥထောင်ဘူအဝိုင်းနော်ဥထောင်ဘူအဝိုင်းမှာတဲဆက်သွားရင်ကံရိတ်တာလန်ကိုရောက်မယ်ကျွန်တော်တို့တရိษံယုံရှေးရလန်နော်ဒါညာဘက်ချိုးသွားရင်ဘဲဘက်ချိုးရင်တော့ကျွန်တော်တို့အလုံကန်းနာကိုသွားတာနော်အလုံကန်းနာဘက်ကိုသွားတာဒါကျွန်တော်ပြည်လန်းနိုင်မယ်ဆက်သွားမယ်ဒါအလုံလန်းနော်ကံလက်ပြလန်းအလုံလန်းပြည်လန်းနဲ့အလုံလန်းနဲ့စုံတဲ့ပွား ရှေ့ရတရားကကျွန်တော်တို့မြင်နေအောင်တရားเนาะတရားအောက်မှာက point ရနှစ်ခုရှိတယ်ရှင်စောဘူး point နဲ့ကျွန်တော်တို့နေနေကုန် point နှစ် point ရှိတယ်ရှင်စောဘူး point ကျတော့ရှင်စောဘူးလမ်းရှင်စောဘူးလမ်းနဲ့ပြည်လမ်းနဲ့စုံတဲ့ point ပေါ့เนาะဆိုတော့ဘယ်ဘက်ချိုးသွားရင်ကျွန်တော်တို့ဒီအာဆာကူရာဆေးရုံတို့ဘဟုလမ်းအောင်ပေါ့ပါပေါ့နော်ဆာကူရာဆေးရုံတို့အာရှတော်ဝင်တို့เนาะဒါဒီနားမှာရှိတယ်ဒီနားမှာထင်ရှားတဲ့ဟာတွေကတကုံစန်တာတို့เนาะပြီးတော့မြင်းနီကုန်းစီတီမတ်เนาะအဲအဲ့ဒါတွေရှိမယ် ပြီးရင် separate တို့ပါလို့ရှိမှာเนาะမြင်နေကုန်းပွားရနေပယ်ပတ်ချိုးရင် separate separate တို့ပါလို့ရှိတယ်ဟုတ်လားเนาะကျွန်တော်ဘာကရဘက်ကိုချိုးဘာကရဘက်ကိုဆင်းလာမြင်နေကုန်းပွားရနေပယ်ပတ်ချိုးရင်ဘာကရဘက်เนาะเนาะသူကညာဘက်ချိုးရင်တော့ကျွန်တော်တို့ဒါကျွန်တော်တို့ရှင်စောဘူးလမ်းကိုပြန်ရောက်ပြီးတော့သူကဒီဓမ္မစိတီပွားကိုရောက်မှာเนาะဥပိ္ပစာတာလမ်းမပေါ်ဓမ္မစိတီပွားကိုရောက်မှာเนาะကျွန်တော်ဒုတိယအပေါ့အာဒုတိယကျော်ပဲဝင်မှာအလဲကျော်ပဲဝင်မှာဟုတ် โอเคဒါရှေ့ရတော့ကျွန်တော်တို့ဟန်တာရီဝိုင်းပတ်เนาะဟန်တာရီဝိုင်းပတ်ကိုကျွန်တော်တို့ပတ်ပြီးတဲ့သွားမှာပြည်လန်းတိုင်းပဲเนาะသူကညာဘက်ချိုးဝရင်ဥဝိစာတာလန်เนาะအဲဘယ်ဘက်အဝိုင်းပတ်ပြီးဘယ်ဘက်ကိုထွက်ရင်ကျွန်တော်တို့ဒါဟန်တာရီလန်ပေါ့ဟန်တာရီလန်ကိုမှအဲ့ဒီမှာဘယ်ရဲ့နေရာတွေကိုရောက်နိုင်လဲဆိုတော့တိုင်းစီတီတို့ဂျန်ရှင်စကွဲတို့เนาะကျွန်တော်လမ်းမှာပေါ့မှာအဲ့ဒီကိုသွားလို့ရတယ်เนาะတိုင်းစီတီတို့ဂျန်ရှင်စကွဲတို့သွားလို့ရတယ်เนาะဒါဘယ်ထွက်ရင်ပေါ့เนาะအဝိုင်းကိုပတ်ပြီးဘယ်ထွက်ကျွန်တော်တို့ကတဲ့ပဲသွားမှာเนาะ ဒါရှေ့ကကျတော့ကျွန်တော်တို့လဲရန်ကုန်းတရာလဲရန်ကုန်းကျော်နော်လဲရန်ကုန်းကျော်အောက်မှာလဲရန် point ရှိတယ်လဲရန် point မှာကျွန်တော်ကညာချုံးရင်တက္ကသိုလ်ရိပ်သာလန်းနော်တက္ကသိုလ်ရိပ်သာလန်းကနေသွားရင်တော့ကုတ်ကိုင်းတရာဘက်အောက်ကိုရောက်မှာကုတ်ကိုင်းတရာဘက်သွားတာကပိုင်ဖျားလန်းဘက်ဘဲဘက်ချုံးရင်တော့ကျွန်တော်တို့လဲရန်လမ်းတိုင်းကျွန်တော်တို့ဘဲဦးသွားလဲဆိုတော့အာဒီ sim light နော် sim light မိ point နော် grand hunter တို့ကတော့ရှိတဲ့ point နော်အဲ့ဒီ point ကိုသွားတာနော်ကျွန်တော်တို့ကတဲ့ပဲသွားမယ် ဒါတဲအောင်မှာကျွန်တော်ပြည်နှမ်းနိုင်သွားတာเนาะနည်းနည်းလေးကျွန်တော်တို့ဒီ point ကနေပြီးတော့ဘယ်ဘက်ကိုနည်းနည်းလေးဆောင်းပြီးတဲသွားရင်အင်းစိန်လမ်းမအောင်သွားလို့ရတယ်เนาะသူကလမ်းကားလမ်းဆောင်တဲ့နေရာနည်းနည်းလေးထိအရင်အရှိန်အင်းနဲ့မမောင်းနည်းနည်းလေးထိပေါ့ဒါလဲတာတော်တော်เนาะဒါကကြတော့ကျွန်တော်တို့ဒါအင်းရလန်ဘွတ်ဂျီလန်နဲ့အင်းရလန်နဲ့စုံတဲ့ဘွတ်ညာဘက်ချိုးကအင်းရလန်เนาะအင်းရလန်နေတောက်လျှောက်တဲ့သွားရင်ဟိုဓမ္မစီတီလန်ကိုပြန်ပေါက်တယ်เนาะ ူကအဲ့လိုမျိုးသွားတာเนาะဘယ်ဘက်မှာတော့လမ်းမရှိဘူးကျွန်တော်ကပြည်လာနိုင်တဲ့ပဲဆင်မလားဒီရှေ့ကကြတော့ကျွန်တော်တို့ AD point เนาะ AD point ကြတော့ကမ်းလမ်းပြတ်လမ်းကပါရမီလမ်းเนาะဘယ်ကွေ့ကွေ့ညာကွေ့ကွေ့ပါရမီလမ်းကျွန်တော်တို့ကဘယ်ကွေ့မှာเนาะဟုတ်ကဲ့အာပါရမီလမ်းသူကညာဘက်ကွေ့သွားရင်သူကเนาะကပိုင်လမ်းချော်ရန်ကောင်းကနေကပိုင်လမ်းကိုဖြတ်တယ်ပြီးရင်ဝေဒနာလမ်းဖြတ်တယ်တောင်းကလာကနေပြီးတော့သူကပေလီထိတ်ထိသွားတာเนาะပါရမီလမ်းကျွန်တော်တို့ကကြတော့ ဒီလမ်းပဲယူထားကျွန်တော်ကကြောက်ဥပယ်ဘက်ဒီလမ်းပဲဒီလမ်းပဲဆရာဒီလမ်းပဲကိုယ်ကျော်နှစ်ကျော်ဘရိတ်လေးတင်တာเนาะတော့ဘယ်ဘက်ကိုကိုယ်ဝိုင်းအကိုတို့ပါမီစင်ကြရတို့ဘာလို့ဖြတ်ပြီးဟိုဘေးရန်တော်ထိသွားတာဒီလမ်းเนาะပါမီလမ်းကသူက main line နဲ့မှာပါတယ်ဟိုဘေးရန်တော်ကနေပြီးတော့ဟိုဘေးလီထိပ်ထိကန့်လန့်ပြတောက်လျှောက်လမ်းနေအကုန်လုံးဖြတ်သွားတာเนาะပါမီလမ်းเนาะအာဒါပဲကျွန်တော်တို့ဘယ်ကိုဝါပြီးရင်ကျွန်တော်တို့ဒါ ဒါပါမီလန်ဒါဒီကိုကြီးရဲ့နေရာကိုပြန်ရောက်ပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါဒီဗီဒီယိုလေးကိုတင်ပြခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အထူးသဖြင့်ကောင်းမွန်တင်တာဖြစ်ပါတယ်ကျွန်တော်တို့စိတ်ဝင်စားလို့အမှန်ဆိုရင် message လေးပို့ပေးထားပါနော်ကျေးဇူးတင်ပါတယ်